အာရခပြည်မောင်းတော်မျိုးနယ်နေဆက်အနီးမှာစစ်သွေးကြော့အကြမ်းဖက်အာဆာအဖွဲ့ဝင်တွေတပ်ဖြတ်ပြီးတောအုပ်ထဲမှာဆွန့်ပစ်ထားခဲ့တဲ့တမန်သားရွာနဲ့ဒုံညိုရွာကရက်သားအလောင်း6လောင်းကိုတွေ့ရှိထားတယ်လို့အာရခတပ်တော် A ကဒီကနေ့မှထုတ်ပြန်ပါတယ်စက်တင်ဘာလ28ရက်နေ့ညနေ3:00လောက်မှာ လုံရည်ဆောင်ရွက်နေတဲ့အချိန်မောင်းတော်မြို့နယ်အထက်အင်းချောင်းရွာရဲ့အနောက်မြောက်ဘက်မီတာ980လောက်အကွာမှာရှိတဲ့ငှက်ပြောတော်အုပ်ထဲနေရာမှာအရေးပျော်ပြီးအယိုးစုများသာကြန့်ရှိတော်တဲ့အလောင်း6လောင်းကိုရုတ်ပြက်စင်းပြက်အနေထားနဲ့ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်အာရခနေဆက်မောင်တော်မြို့နယ်မြောက်ပိုင်းနေဆက်မှတ်တိုင်56နဲ့59ကြာ .61 မှာရှိတဲ့ AA ရဲ့နေဆက်လုံခြုံရေးတပ်စခန်းနဲ့ဒုံညိုကြီးရွာအနီးမှာရှိတဲ့ဒုံညိုစခန်းကိုစတင်ပါလာအတွင်းမှာအကြမ်းဖက်အာဆာတွေကတိမ့်ပိုက်ဖို့ကြိုးစားခဲ့တဲ့အတွက်တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကနေနီလန်းမျိုးစုံနဲ့အချိန်ယူစိတ်ဝင်ထိုးဖောက်ပြီးလုံခြုံရေးတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့တာလို့ AA ကပြောပါတယ်။ အဲ့ဒီချိန်ကာလမှာလမ်းမှာတွေ့တဲ့မွတ်စလင်မဟုတ်တဲ့အယက်သားပြည်သူတွေကိုအကျန်းဖတ်အာစာအဖွဲ့ဟာနှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးနှိပ်ဆက်တပ်ဖြတ်ပြီးအလောင်းတွေကိုလူပြက်လက်တဲ့နေရာလူအယောက်နေပါတဲ့နေရာတွေမှာစွန့်ပစ်ခဲ့ကြတယ်လို့သိရပါတယ်။တမန်သားကြီးရွာနဲ့ဒုံညိုကြီးရွာကအပြစ်မဲ့အယက်သားပြည်သူ၁၀ဦးပျောက်ဆုံးနေကြောင်းအဲ့ဒီတိုက်ပွဲကာလအတွင်းမှာ A ရဲ့အယက်ဖတ်အုပ်ချုပ်ရေးအဖွဲ့တွေကိုတိုင်ကြားခဲ့ကြပါတယ်။ ခုတွေ့ရှိထားတဲ့ရုပ်လောင်းတွေဟာတမန်သားကြီးရွာနဲ့ဒုံညိုကြီးရွာကပျောက်ဆုံးနေတဲ့6ဦးရဲ့ရုပ်လောင်းတွေဖြစ်ပြီးငှက်ပြောတော့အုပ်ရဲ့နေရာ၄ခုကနေတွေ့ရှိခဲ့တာလို့အေကပြောပါတယ်။အကျန်းဖတ် အာစာအဖွဲ့ဟာတက်ပြက်ထားတဲ့ရုပ်လောင်းတွေကိုစုထိုင်းမှုလွန်ကဲတဲ့နေရာတွေမှာစနစ်တကျမမြုပ်နိုင်ပဲစွန့်ပစ်ထားခဲ့တာကြောင့်အလောင်းတွေဟာအရေးပျော်ပြီးအယိုးတွေသာကျန်တော့တဲ့အတွက်ဘဲသူဘဲဝါဖြစ်ကြောင်းကိုအတိပြုနိုင်ဖို့အေမူကင်းစီးပညာဝန်ထမ်းတွေကစီစစ်ခွဲခြမ်းစိတ်ဖြာလျက်ရှိနေတယ်လို့သိရပါတယ်။ ဘူရီတောင်မောင်းတော်ဒေသတွေမှာအကြမ်းဖက်အာစာ RSO အဖွဲ့တွေကိုလိုက်လံရှင်းလင်းနေပြီးပြည်သူတွေအကြမ်းဖက်အန္တရာယ်ကနေကင်းဝင်းစေဖို့ပြည်သူလုံခြုံရေးကိုအရှိန်မြှင့်ဆောင်ရွက်နေတယ်လို့ AA ကပြောပါတယ်။အကြမ်းဖက်အာစာနဲ့ RSO အဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်ခိုင်ပြည်နယ်စပ်ဒေသတစ်ချောင်းမှာအပြစ်မဲ့အရသာပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုချိန်ချောက်နေတဲ့အတွက်ပြည်သူတွေအနေနဲ့တော်လာရေးတွေမှာအထူးသတိထားကြဖို့မဖြစ်မနေခီးသွားမယ်ဆိုရင်တက်ဆိုင်ရာဌာနတွေကိုအတိပေးပြီးမှတော်လာကြဖို့ AA ကတိုက်တွန်းထားပါတယ်။ အကြံဖတ်အာဆာနဲ့အားဆိုအဖွဲ့တွေဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာအခြေကုပ်ယူပြီးအာရကပ်ပြည်တွေကိုစစ်ဝင်ကာအကြံဖတ်မှုတွေလှုပ်ဆောင်နေပြီးဒီအကြံဖတ်မှုစစ်သွေးကြော့မွတ်စလင်လက်နက်ကိုင်တွေကိုဘင်္ဂလားဒေ့ရှ်နေဂျာစောင့်တက် BGB ရဲ့အရာရှိတွေကထောက်ခံပံ့ပိုးနေတာရှိတယ်လို့ AA ကဆိုပါတယ် ဒါကြောင့်နေဆက်ဒေတာလုံခြုံအေဂျင့်စီဖို့နဲ့နှစ်ဖက်ဆက်ဆံရေးတွေပြည်လည်စီဖို့ဘင်္ဂလားဒေ့အစိုးရအနေနဲ့အကြမ်းဖက်အာဆာနဲ့ ISO အဖွဲ့တွေကိုရှင်းလင်းဖို့လိုအပ်တယ်လို့အကြမ်းဖက်စစ်တွေးကြဝါဒီကိုအားပေးထောက်ခံနေတဲ့ BGB တွေကအရာရှိတွေကိုလည်းအေးအေးယူပေးဖို့အေအေက တောင်းဆိုနေပါတယ်